အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဥပစာဆိုရဲခေါင်းစဉ်လေးကို ရှင်းလင်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဥပစာလို့ကြားလိုက်တာနဲ့ဥပစာကဘာလဲဥပစာကိုဘလိုနေရာတွေမှာအသုံးချလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဥပစာဆောင်းမစကပြေလေးကိုဆရာကြီးမောင်ခင်မင်းတနုဖြူရဲ့အချပေးတာညီတဲ့ကနေပြီးတော့ကောက်နှုတ်ဖော်ပြထားတာပဲဖြစ်ပါတယ်ရှင့် ခုဥပစာဆိုတဲ့ခေါင်းစဉ်လေးကိုအရင်ဆုံးမရှင်းပြခဲ့ဥပစာကိုရေးသားခဲ့တဲ့ဆရာကြီးမောင်ခင်မေတနုဖြူရဲ့စာရေးသူကိုရဲ့အကျင့်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဆရာကြီးမောင်ခင်မေတနုဖြူကို1942ခုနှစ်ဇန်နဝါရီလ2ရက်နေ့တနုဖြူမြို့နယ်စုံတနီးရွာမှာအဖဥယာမနဲ့အမိဒေါ်စာတင်တို့ကဖွားမြင်ခဲ့ပါတယ်။ဆရာကြီးရဲ့နာမည်အရင်းကတော့ဥခင်အေးပဲဖြစ်ပါတယ်ရှင့်။ ဆရာကြီးရဲ့ပညာရေးရတော့1958ခုနှစ်မှာဒသမရန်နဲ့အလဲတန်းပညာသင်စုစာမွေးပွဲမှာအမှတ်အများဆုံးနဲ့အောင်မြင်ပြီးတော့အလဲတန်းပညာသင်စု scholarship ကိုရရှိခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲစာနယ်ဇင်းတွေမှာစတင်ပြီးတော့ဆောင်းပါးတွေကိုစတင်ရေးသားခဲ့ပါတယ်။1959ခုနှစ်မှာတက္ကသိုလ်ဝင်တဲ့ဆောင်းပွဲပွဲကိုမြန်မာစာသင်ကြားကုန်သူဖြစ်အောင်မြင်ပြီးတော့တပြည်လုံးကမြန်မာစာအမှတ်အများဆုံးစည်းရေးနဲ့ ရရှိခဲ့ပါတယ်။ငွေတိုင်ရွှေစိရွှေတစိစုနဲ့လှသမိန်ရွှေတစိစုတို့ကချင်းမြင့်ခံရတဲ့အပြင်တက္ကသိုလ်ပညာသင်စုကိုလည်းရရှိခဲ့ပါတယ်။1963ခုနှစ်မှာရန်ကုန်တက္ကသိုလ်မှာဝိဇာအထွေထွေဂုဏ်သူဖွဲ့နဲ့ပထမတန်းကိုအောင်မြင်ခဲ့ပါတယ်။1969ခုနှစ်မှာမဟာဝိဇာဖွဲ့ဂုဏ်သူဖွဲ့ကိုရရှိခဲ့ပါတယ်ရှင်။ ယခုတစ်ခေါက်မှာတော့ဆရာကြီးထန်းဆောင်ခဲ့တဲ့တာဝန်ပြန်ကိုဖျက်ပြပေးသွားမှာဖြစ်ပါတယ်။1963ပတင်ကောလိပ်မြန်မာစာဌာနနဲ့နှီးပြအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။လက်ထောက်ကတိကကတိကတွဲဖက်ပါမုခပါမုခအစီအမံအဖြစ်ပတင်ကောလိပ်ရန်ကုန်ဝိဆိုင်နဲ့တိတ်ပန်တက္ကသိုလ်တက္ကသိုလ်တက္ကသိုလ်ပညာဒီဂရီကောလိပ်ရန်ကုန်တက္ကသိုလ်တို့တွင်အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။2006ခုနှစ်ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမုခဌာနဘုံအဖြစ်မှအငြိမ်းစာယူခဲ့ပါတယ်။ဆရာကြီးကအငြိမ်းစာယူသွားတော့လေမြန်မာစာပေကဏ္ဍကိုအစီအမံပြန်ပန်မှုပေးခဲ့ပါတယ်ရှင်။ ဆရာကြီးမောင်ခွေမေတနုဖြူက2025ခုနှစ်ဇန်နဝါရီလ28ရက်ညစနန်နိုင်ခွဲတွင်ရန်ကုန်မြို့၌ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်ကွယ်လွန်ချိန်မှာဆရာကြီးသည်အသက်85နှစ်အရွယ်ရှိပြီဖြစ်ပါသည်ဆရာကြီးမောင်ကိမေတနုဖြူရဲ့ကိုရဲအကြောင်းကိုအချင်းချင်းတင်ပြပြပြဖြစ်တဲ့အတွက်သင်ခန်းဆောင်ရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ဥပစာအကြောင်းကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ ဥပဇာဆောင်မှာကိုဆရာကြီးမောင်ခင်မေတ္တုပြည်သားတဲ့အထဘေရာနီတန်2004ပထမအကြိမ်စာအုပ်နဲ့ဥပဇာကဘာကြီးထဲမှာ2005စာအုပ်တို့မှာကောင်းထုတ်ထားတာပဲဖြစ်ပါတယ်။ဥပဇာသည်ဥပဇာရာမှာဆင်းသက်လာသောပါဏိတဝဟရာတို့ကိုပဲဖြစ်ပါတယ်။တင်စားသောစကားလိုအတိတ်ပဲရပါတယ်။မြမအပိဓာမှာတစုံတစ်ခုရဲ့အမည်ကိုအခြားတစုံတစ်ခု၌တင်စားပြောဆိုသည်လို့ဖော်ပြထားပါတယ်။ သူကပထမအကြောင်းအရာတစ်ခုအတွက်အသုံးပြုသောစကားလုံးကိုထိုအကြောင်းအရာနှင့်တူညီဆက်စပ်မှုရှိသောဒုတိယအကြောင်းတွင်ပြန်လည်အသုံးပြုတင်စားခြင်းပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ဒီဥပစာအမျိုးအစား၆မျိုးကိုဥပမာရင်းနဲ့တစ်ခါပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုဖြစ်တဲ့လူခုခန္ဓာအစိတ်အပိုင်းကို အခြေပြု၍အခြားအရာများကိုတင်စားသောဥပစာအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သူကတော့နံပါတ်၁ လူဤလန်ညောကိုအခြေပြုပြီးတော့မုံလန်ညောဆိုရဲမုတ်တမျိုးရှိပါတယ်။နံပါတ်1လူဤခြေတော်ကိုအခြေပြုပြီးတော့စပွဲခြေတော်တို့ဂရင်ခြေတော်တို့ပြီးတော့ရှိပါတယ်။လူဤသွားကိုအခြေပြုပြီးတော့သွားတိုက်တန်သွားတိုက်စိန်ဆိုပြီးတော့အလုပ်ခေါ်ကြပါတယ်။နံပါတ်4အန်တိုနီပဲဒီစကားကတော့လူကြီးတွေကြားထဲမှာအသုံးအများဆုံးဖြစ်တဲ့စကားလုံးပဲဖြစ်ပါတယ်။အန်တိုနီပဲသူ့ရဲ့အတိတ်ဘယ်ကတော့ဒီကိစ္စကိုသူကြုံပိုးတာများလာပြီ။ဒီပြဿနာကိုသူကြုံခိုးတာများလာပြီလို့ဆိုလိုတာပဲဖြစ်ပါတယ်။ နံပါတ်5လူဤဥကိုအခြေပြုပြီးတော့လောက်ဥလက်နံပါတ်6လူဤစပလူဤစပင်မွေးကိုအခြေပြုပြီးတော့ကြံမွေးဆိုပြီးခေါ်ပေါ်ကြတာပဲဖြစ်ပါတယ်။နောက်ထပ်ဒုတိယတစ်ခုအနေနဲ့အခြားအရာများကိုအခြေပြုပြီးတော့လူကိုခန္ဓာကိုတင်စားသောဥပစာအကြောင်းရဲ့ဥပမာလေးကိုဖော်ပြပေးသားမှာပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့တင်းရွက်ဤအကြောများကိုအခြေပြု၍တွေးကြောလို့ခေါ်ဝေါ်ကြပါတယ်။ ။နံပါတ်2ခရူးကုံကဲသို့သောမာကျောသောအခွန်များကိုအခြေပြုပြီးတော့လူခန္ဓာကိုမှာဆိုရင်လက်သေးကုံခြေသေးကုံလို့ခေါ်ပေါ်ကြပါတယ်။နံပါတ်3သစ်စေကိုအခြေပြုပြီးတော့ရာသီတွေမှာဆိုရင်လယ်စေဆိုပြီးရှိတတ်ပါတယ်။နံပါတ်၄သစ်ခေါက်ကိုအခြေပြုပြီးတော့ဘိုက်ခေါက်ဆိုပြီးခေါ်ပါကြပါတယ်။လူတိုင်းမလိုချင်တဲ့ဘိုက်ခေါက်ပဲဖြစ်ပါတယ်။နံပါတ်၅ငှက်ရီအတောင်ပံကိုအခြေပြုပြီးတော့လူရဲ့ခန္ဓာကိုယ်မှာဆိုရင်မြေတောင်ဆိုပြီးရရှိပါတယ်။နံပါတ်၆သစ်ပင်၏အခေါက်ပေါက်ကိုအခြေပြုပြီးတော့ လူခန္ဓာကိုယ်မှာဆိုရင်နှာခေါင်းပေါက်ဆိုပြီးတော့ရှိပါတယ်။ဒါတွေကတော့အခြားအရာတွေကိုအခြေပြုပြီးတော့လူခုခန္ဓာကို ပြန်ပြီးတော့တင်စားဖော်ပြထားတဲ့ဥပစာရဲ့ဥပမာတွေပဲဖြစ်ပါတယ်။တတိယမြောက်တစ်ခုဖြစ်တဲ့လူခုခန္ဓာစွမ်းရည်ဤဂုံတူဝိသေသများကိုအခြေပြုပြီးတော့တင်စားထားတဲ့ဥပစာအကြောင်းကိုပြပြပေးကြမှာပဲဖြစ်ပါတယ်။နံပါတ်1ဉာဏ်ဉာဏ်နဲ့များသည်ဒါကတော့ကောက်ကျစ်တယ်လို့အတိတ်ပဲအတိတ်ပဲရပါတယ်။နံပါတ်2ခြေကုန်လက်ပတ်ကြသည် ပင်မနက်နေသည်လျှောက်ကျင်သိမရှိတော့ဘူးလို့အထိပ္ပယ်ရပါတယ်။နံပါတ်3လက်မှန်ချသည်စိတ်ပြတ်သည်လို့အထိပ္ပယ်ရပါတယ်။နံပါတ်4လက်လျှော့သည် အရှုံးပေးသည်လို့အထိပ္ပယ်ရပါတယ်။နံပါတ်5မျက်နှာငယ်သည်ဂုံငယ်သည်လို့အထိပ္ပယ်ရပါတယ်။နံပါတ်6မျက်စိစပင်မွေးစုသည်ကြည့်မရဖြစ်သည် အမြင်ကပ်သည်လို့အထိပ္ပယ်ရပါတယ်။ဟုတ်ကဲ့ဒါတွေကတော့လူပုဂံနာဆွမ်းရည်ဤကုန်ထုပ်ဝိဒေသများကိုအခြေပြုပြီးတင်စားထားတဲ့ဥပစာရဲ့ဥပမာတွေပဲဖြစ်ပါတယ်။ စရောထားမြောက်တစ်ခုဖြစ်တဲ့လူ့ဘုခန္ဓာအစရအပိုင်းများမပါပေမဲ့လည်းအပြုအမူအခြေအနေကိုအခြေပြုပြီးတော့တင်စားထားတဲ့ဥပစာအကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ်။နံပါတ်1တေချာတော့ဒီကိုထီထီမိမိလုပ်တယ်လို့ပြောတတ်ကြပါတယ်။နံပါတ်2အနေနဲ့စိတ်အစဉ်မပြေဖြစ်ဒီကိုအသက်ရှူကြတယ်လို့ပြောတတ်ကြပါတယ်။နံပါတ်3ရရဲတင်းတင်းမလို့ရဲဘူးဆိုတဲ့အကြောင်းကိုမဝတ်မရဲဖြစ်တယ်လို့ပြောတတ်ကြပါတယ်။နံပါတ်4နော်နော်အားပြမှုဒီကိုမထောင်တက်သေးလို့ပြောပြောတတ်ကြပါတယ်။ နံပါတ်5အနေနဲ့လုံနေတဲ့အရာကိုချက်ချင်းရက်တက်ပြလိုက်တာကိုလှုပ်ချောချလိုက်တယ်လို့ပြောတတ်ကြပါတယ်။နံပါတ်6အနေနဲ့မတော်မလောက်သူ့ရဲ့အတိတ်ဘဲကတော့ကြောက်ရွံ့ခြင်းမရှိတတိခံနေသည့်နောက်တစ်ခုအနေနဲ့နှိပ်ွေသည်လို့အတိတ်ဘဲရပါတယ်။ကဲဒါတွေကတော့လူ့ဘဝခန္ဓာစိတ်ပိုင်းမှာမပါပေမဲ့လည်းအပြုအမူအခြေအနေကိုအခြေပြုပြီးတော့တင်စားထားတဲ့ဥပစာရဲ့ဥပမာအသုံးအနှုန်းတွေပဲဖြစ်ပါတယ်။ပစ္စမများတစ်ခုဖြစ်တဲ့လုပ်ငန်းဆောင်တာကိုအခြေပြုပြီးတော့တင်စားထားတဲ့ဥပစာအကြောင်းကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်။ ပထမဆုံးတစ်ခုစကားကိုစီးလို့ဝါလို့မပြောပါနဲ့စီးလို့ဝါလို့ဆိုရဲစကားလုံးကဂီတနဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်နံပါတ်1မင်းကတကယ်ကို900နာရီစီးမရှိရကောင်းမယ်900နာရီစီးမရှိစီးပညာနဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်နံပါတ်3ငါသူနဲ့စကားပြောတာတကယ်ကိုကြီးမကိုင်ကြီးမကိုင်ဘူးဆိုရဲစကားလုံးကဂီတနဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်နံပါတ်4ဒီကလေးကဒီအိမ်ရဲ့ဆဲလဲလေးလေးဆဲလဲလေးဆဲလဲဒီစကားလုံးက ဂီတနဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်။ဒီစကလုံးကလည်းဂီတနဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်။နံပါတ်5ဒီကောင်ကတကယ့်ကိုဂျိုးကောင်ပဲ။ဂျိုးဆိုတဲ့စကလုံးကဗေဒင်နဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်။နံပါတ်6အနေနဲ့သူ့ကိုကြည့်ကြည့်ရေလိုက်ငါလိုက်နေတဲ့တော့ဘယ်သူနဲ့မဆိုပေါင်းလို့ရတယ်။ဒီမှာဆိုရင်ရေလိုက်ငါလိုက်ဆိုတဲ့စကလုံးကမွေးမြူရင်နဲ့သက်ဆိုင်တဲ့အသုံးနှုန်းပဲဖြစ်ပါတယ်။ ။ဟုတ်ကဲ့ဒါတွေကတော့လုပ်ငန်းဆောင်နာကိုအခြေပြုပြီးတင်စားသောဥပစာတွေရဲ့ဥပမာအသုံးအနှုန်းတွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုဖြစ်တဲ့အစင်းအတန်အနက်အရသာအထီးအတွေ့ဟူသောအာယုံခံစားမှုနဲ့ပတ်သက်တဲ့ဥပစာစကားတွေရဲ့ဥပမာအသုံးအနှုန်းတွေကိုပြပြပေးကြောင်းမှာပဲဖြစ်ပါတယ်။နံပါတ်1သူ့အတန်လေးကအေးချမ်းလိုက်တာ။နံပါတ်2ခါကားသည်သည်နံပါတ်3သူကြည်ရတာပူလောင်လိုက်တာနံပါတ်4အားနေစိတ်ကောက်နေရောတာပဲ နံပါတ်၅ဆေးပြပြောက်တာထားပြီးသွားပါနံပါတ်၆ချိုမင်းတဲ့နေရည်လေးကိုပိုင်ဆိုင်ပါစီဒီဥပမာလေးမှာသုံးထားတဲ့အေဂျင့်လိုက်တာခါခါတီတီပူလာစိတ်ကစိတ်ဖြောင်းချိုမြင်ဒီစကလုံးတွေကအာယုံခံစားမှုကိုအခြေပြုပြီးတော့တင်စားထားတဲ့ဥပစာစကလုံးတွေပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်မိမိတို့ရဲ့နေ့စဉ်ဘဝမှာအသုံးပြုနေတဲ့ဥပစာတွေကိုသိရှိသွားနိုင်မယ်လို့မျှော်လင့်မိပါတယ် ်ဒီဥပမာတွေကိုကြည့်ရင်ကိုယ်တိုင်တော့မသိလိုက်ပဲနဲ့ကိုယ့်ရဲ့နှိမ့်စင်ပေါ်ကလှူရှားမှုတွေမှာဥပဒေစကားလုံးတွေကိုသုံးလုံးနေတယ်ဆိုတာကိုတတိထားမိသွားပါလိမ့်မယ်။ဟုတ်ကဲ့ဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာသုံးလုံးနေတဲ့ဥပဒေစကားတွေရဲ့အကြောင်းကိုနားလည်သွားလိမ့်မယ်လို့ပြောနေမိပါတယ်။ အခုဥပစာကိုလေ့လာပေးသွားပြီဆိုတော့ကျောင်းသားအများစုကဥပစာနဲ့ဗန်းစကားစကားလုံးလေးတွေမှာရောနှောနေတာကိုတွေ့ရှိရပါတယ်။အဲဒါကြောင့်ဥပစာနဲ့ဗန်းစကားရဲ့ကွဲပြားချက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ဘန်စကားဆိုတာကလူမှုနယ်ပယ်မှာခေတ်ပေါ်စကားအဖြစ်တီထွင်သုံးဆွဲတဲ့စကားအသစ်ဖြစ်ပြီးတော့သူကိုမြေသူမေရွာကဖန်တီးရဲမိတိအကြောင်းကိုသုံးဆွဲရမယ်ဆိုပြီးတော့စီးကဲတတ်မှတ်ထားတာတွေမရှိဘဲနဲ့တစုံတစ်ယောက်ကစတင်သုံးဆွဲလိုက်လို့ရှိရင်အခြားသူများကနှစ်သက်ပြီးတော့အဲ့ဒီစကားလုံးကအသုံးတွင်ကျလာတဲ့အခါဘန်စကားဖြစ်ပေါ်လာပါတယ်ဘန်စကားတွေကိုလူငယ်အချင်းချင်းတီးတဲ့စကားလုံးများမှာအစာသွင်းပြီးတော့အစ်စ်တီထွင်အသုံးပြုကြလာတဲ့အခါမှာ နေရာဒေသအလိုက်မှာအစ်စ်အမြဲဖြစ်ပေါ်နေတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ရှင်။ဆိုရင်ဘန်းစကားနဲ့ဥပစာကဘလို့ကွာချလဲ။ဘန်းစကားကအချိန်နဲ့အမျှပြောင်းလဲနေတဲ့စကားလုံးပဲဖြစ်ပါတယ်။အချိန်နဲ့အမျှပြောင်းလဲတတ်တဲ့အတွက်အစ်စ်တွေပေါ်လာတာနဲ့အမျှအဟောင်းတွေကလည်းအသုံးပြုသူနည်းလာပြီးတော့တဖြည်းဖြည်းတိမ်မြုပ်ပြုတ်ကျသွားတာပဲဖြစ်ပါတယ်ရှင်။ဥပစာကတော့အချိန်ကာလကြာမြင့်စွာသုံးဆွဲလာတဲ့ပုံဆောင်စကားလုံးပဲဖြစ်ပါတယ်ရှင်။ ူမှုအုပ်စုပေါ်မူတည်ရဲ့ဘန်းစကားကလူမှုအုပ်စုအလိုက်တိချာစကားလုံးတွေပဲဖြစ်ပါတယ်။အုပ်စုတစုနဲ့တစုကလည်းဘန်းစကားသုံးပုံသုံးရေးမတူနေမတူညီကြပါဘူး။လူငယ်တွေရဲ့ဘန်းစကားဂိမ်းကစားသူတွေမှာအသုံးပြုရဲ့ဘန်းစကားအကိဒတမအနုပညာတမရဲ့အတွက်အသုံးပြုတဲ့ဘန်းစကားစသဖြင့်အနုမျိုးကွဲပြားခြားနာကြပါတယ်။အတွေ့အကြုံတွေ၊ရင်ရှိမှုတွေ၊စိတ်ဝင်စားမှုတွေပေါ်မှာမူတည်ပြီးတော့ဘန်းစကားအစ်စ်တွေကပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ ဥပစာကတော့အဲ့လိုမဟုတ်ပဲအရင်ကတည်းကစာပေတွေကြပြာတွေရုပ်ရှင်တွေစတဲ့အနုပညာလက်ရာတွေမှာအသုံးပြုနေတဲ့အာပုံဆောင်စကားလုံးတည်းရပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့နားလည်မှုခက်ခဲခြင်းပဲဖြစ်ပါတယ်။လူငယ်ရေးချမ်းမှာအချင်းချင်းသုံးဆွဲတဲ့စကားစုဖြစ်တဲ့အတွက်ကြောင့်အသက်အရွယ်ကွာခြားသူတွေရည်ကြီးမှုကွာခြားသူတွေအတွက်နားလည်မှု အခက်ခဲဖြစ်စေပါတယ်။ ဥပစာမှာဆိုလို့ရှိရင်အတိတ်ပဲအမျိုးမျိုး क्वे ပြနိုင်သေးပါရဲ့ဥပစာတွေကအရာဝတ္ထုတစ်ခုနဲ့တစ်ခုအာအရာဝတ္ထုတစ်ခုရဲ့အရေးချင်းကိုပုံမထင်ရှားအောင်ဖော်ပြပေးတဲ့စကားလုံးပဲဖြစ်ပါရဲ့အသုံးပြုတွေရဲ့အခြေအနေအာလူတဦးရဲ့အတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့အတိတ်ပဲအမျိုးမျိုးလဲ क्वे ပြနိုင်တဲ့အာစကားစုတစ်စုပဲဖြစ်ပါရဲ့ရှင့်ဒီလောက်ဆိုရင်တော့ဥပစာနဲ့ဗန်းစကားရဲ့အဲ क्वे ပြမှုတွေကိုသိရှိသွားမယ်လို့ထင်ပါတယ် အခုဥပစာနဲ့ဗန်းစကားကိုပြပြပေးသွားပြီဆိုတော့အဲ့ဒီနှစ်ခုရဲ့အဥပမာလေးတွေကိုလည်းပြပြပေးခြင်းပါသေးရဲ့ရှင်ပထမအဆုံးတစ်ခုကတော့ဂျင်းထဲ့တယ်နဲ့ဂျုံမွေတယ်ဂျင်းထဲ့တယ်ဆိုတာကဗန်းစကားအသုံးလုံးဝဖြစ်ပြီးတော့လူငယ်ရမှာတွေ့နေကြတဲ့အသုံးပြုနေရပဲဖြစ်ပါတယ်ဂျုံမွေတယ်အဲ့ဒါကရောဒါကတော့ဥပစာအသုံးလုံးပဲဖြစ်ပါလေရှင်။သူတို့နှစ်ခုလုံးရဲ့အတိတ်ပဲကတော့အခြားသူကိုမကောင်းကျင်နေဆိုပြီးတော့အတိတ်ပဲရပါတယ်။ နောက်တစ်ခုကတော့ဥတိုရာနဲ့ဂျယ်လီနင်နာဥတိုရာဆိုတာကဥပစာအသုံးနှုန်းပဲဖြစ်ပါတယ်လူခန္ဓာကိုအစိပ်ပိုင်းကိုတင်စားပြီးတော့အသုံးပြုထားတဲ့စကားလုံးလေးပဲဖြစ်ပါတယ်ရှင်ဂျယ်လီနင်နာဆိုတာကတော့ဗန်းစကားအသုံးနှုန်းပဲဖြစ်ပါတယ်ရှင်အဲ့ဒီရဲ့အတိတ်ပဲကတော့တစုံတယောက်ကိုမနာလိုတာအာဆိုလိုတာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ရှာရှည်ရယ်နဲ့လေပေါ်တယ် ရှာရှိရဲဆိုတာကတော့ဥပစာအသုံးလုံးဝဲဖြစ်ပါတယ်။လီပိုးတွေလီပိုးတာကတော့ဘန်စကားအသုံးလုံးဝဲဖြစ်ပါတယ်ရှင့်။သူ့ရဲ့အထိပ္ပယ်ကတော့စကားများတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။မတုံမလုံးနဲ့ပေတီပေကတ်မတုံမလုံးဆိုတာကဥပစာအသုံးလုံးဝဲဖြစ်ပြီးတော့ပေတီပေကတ်ဆိုတာကတော့လူငယ်တွေအသုံးပြုနေတဲ့ဘန်စကားအသုံးလုံးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီအထိပ္ပယ်ကတော့နှီးကိုရဲ့မတော်လမှုမရှိဘူးဆိုတာကိုဆိုလိုတာပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုနေနေကြတော့ခါခါတီတီနဲ့ရင့်နေခါခါတီတီဆိုတာကတော့ဥပစာအသုံးလုံးပဲဖြစ်ပြီးတော့ရင့်နေရင့်နေဆိုတာကဗန်းစကားအသုံးလုံးပဲဖြစ်ပါတယ်ရှင်သူတို့နှစ်ခုလုံးရဲ့အတိတ်ပဲကတော့ရင့်ရင်တီတီဖြစ်တယ်အလို့ဆိုလိုတာပဲဖြစ်ပါတယ်အခုဥပစာနဲ့ဗန်းစကားအသုံးလုံးလေးတွေတီးသွားပြီဆိုတော့အခုဆိုရင်ဥပစာစကားအကြောင်းကိုနားလည်သွားလိမ့်မယ်လို့ပြောလဲမိပါတယ် အခုဆက်လက်ပြီးတော့ညမနဲ့တူတူလေ့ကျင့်ခန်းမိကုန်းလေးများကိုဖြည့်ကြည့်အောင်ပါရှင်းအတူတူလိုက်ပါပြီးတော့ဖြည့်ကြဖို့ကိုလည်းတောင်းဆိုအပ်ပါတယ်နံပါတ်1ဥပစာတင်ဆောင်မှုသည်ကွက်လက်တိုးတက်မှုကိုများစွာအထောက်အကူဖြစ်စေပါသည်။ကာကြီးဥပစာစကားဖွံ့ဖြိုးတိုးတက်မှု၊ခါကွေလူမှုဘဝဖွံ့ဖြိုးတိုးတက်မှု၊ကာငယ်အမှုပညာဖွံ့ဖြိုးတိုးတက်မှု။ဟုတ်ကဲ့အဖြေမှန်ကတော့ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုပဲဖြစ်ပါတယ်။နံပါတ် မျက်နှာကြီးရဟဲဘက်ပါဟူသောဝဟာရသည်ကွက်လက်ဖြစ်သည်။ကာကြီးလူခန္ဓာကိုအခြေပြုသည့်ဥပစာခါကိုအပြုအမူအခြေအနေကိုအခြေပြုသည့်ဥပစာကာငယ်အခြားအရာဝတ္ထုများကိုအခြေပြုသည့်ဥပစာဟုတ်ကဲ့အဖြေမှန်ကတော့လူခန္ဓာကိုအခြေပြုသည့်ဥပစာပဲဖြစ်ပါတယ်။မေကွန်းနံပါတ်3ဥပစာစကားသည်ကွက်လက်ဟုအတိပ္ပယ်ရသည်။ကာကြီးချီကျူသောစကားခါကိုတင်စားသောစကားကငယ်အစာသုံးသောစကား မဖြေမှန်ကတော့ခံကိုတင်စားသောစကားပဲဖြစ်ပါတယ်။မိခွန်းနံပါတ်၄ဆရာကြီးမောင်ခင်မြင်းတို့ဖြူသည်မြည်သည့်နိုင်ငံ၌မြမသာအဲ့မောင်မောက်ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်နီ။ကာကြီးတရုတ်နိုင်ငံခါကွေဂျပန်နိုင်ငံကငယ်အိန္ဒိယနိုင်ငံအဖြေမှန်ကတော့ခါကွေဂျပန်နိုင်ငံပဲဖြစ်ပါတယ်။မိခွန်းနံပါတ်၅ဥပစာစကားကိုကလတ်တင် တစုံတစ်ခု၏အမည်ကိုအခြားတစုံတစ်ခု၌တင်စားပြောဆိုသည်ဟုဖော်ပြထားသည်။ကာကြီးမြမအပိတံခါကွေပါဠိဝါဟာရကငယ်ပါဠိတပ်ပေါ်ကျမ်းအဖြေမှန်ကတော့ကာကြီးမြမအပိတံဖြစ်ပါတယ်။မေခွန်းနံပါတ်6ဆရာကြီးမောင်ခင်မတနုဖြူ၏အမည်အရင်းမှာကွက်လက်ဖြစ်သည်။ကာကြီးဦးခင်အေခါကွေဦးအေခင်ကငယ်ဦးရင်အေ အပြင်မှန်ကတော့အကကြီးဥပင်အေးပဲဖြစ်ပါတယ်။မိခွန်နံပါတ်9အာယုံခံစားမှုကိုအခြေပြုသည့်ဥပစာကိုဖော်ပြပါ။ကကြီးမဝတ်မရေဖြစ်သည်ခါကွေးဂုံငယ်သည်ကငယ်ပူလောင်သည်အပြင်အပြင်မှန်ကတော့ကငယ်ပူလောင်သည်ပဲဖြစ်ပါတယ်။မိခွန်နံပါတ်10အဖြစ်အမှုအခြေအနေကိုအခြေပြုသည့်ဥပစာကိုဖော်ပြပါ။ကာကြီးမတုံမလုံခါခွေခြေကုံလက်ပန်းကြသည့ ကငယ်စပွဲချီနောက်အပြင်မှန်ကတော့ခါခွဲခြေကုန်လက်ပန်းကြသည်ပဲဖြစ်ပါတယ်မိခွန်းနံပါတ်9ဥပစာဆောင်မစကပြေကိုဆရာကြီးမောင်ခင်မင်းတို့ဖြူရေးတော်ကွက်လက်မှကောင်းထုတ်ထားသည်ကကြီးမြန်မာဘာသာစကားပညာရှင်များနှင့်ဘာသာစကားအမြင်ခါခွဲအထဘေဒနိဒံကငယ်မြန်မာစကားမြန်မာသာရုပ်ပုံလားအပြင်မှန်ကတော့ခါခွဲအထဘေဒနိဒံပဲဖြစ်ပါတယ် မဲခေါနံပါတ်30အောက်ပါတို့၌ကွက်လက်သည့်လုပ်ငန်းဆောင်နာကိုအခြေပြု၍တင်စားသောဥပစာဖြစ်သည်ကာကြီးရေးလိုက်ငါလိုက်ခါကွေးရေစုံမျောကငယ်ရေစီကံပြိုအဖြစ်မှန်ကတော့ကာကြီးရေးလိုက်ငါလိုက်ပဲဖြစ်ပါတယ်မဲခေါနံပါတ်17လမ်းမှန်ချဟူသောဝါဟာရသည်ကွက်လက်ဖြစ်သည် ကကြီးလုပ်ငန်းဆောင်တာကို အခြေပြုသည့်ဥပစာကကွေကိုခန္ဓာစွမ်းရည်ဤကုံထိုးဝိဒေတာများကိုအခြေပြုသည့်ဥပစာကငယ်အပြုအမူအခြေအနေကိုအခြေပြုသည့်ဥပစာအဖြစ်မှန်ကတော့ကကွေကိုခန္ဓာစွမ်းရည်ဤကုံထိုးဝိဒေတာများကိုအခြေပြုသည့်ဥပစာပဲဖြစ်ပါတယ်မိခွန်းနံပါတ်7အဘတို့မှကွက်လက်သည်အခြားအရာများကိုအခြေပြု၍လူခုခန္ဓာအစိတ်အပိုင်းများကိုတင်စားသောဥပစာဖြစ်သည်။ကာကြီးမိပလက် ခါခွေသွေးကြောကငယ်စပွဲခုံအပြင်မှန်ကတော့ခါခွေသွေးကြောပဲဖြစ်ပါတယ်အခုဆိုရင်တော့ပြည်ညမနဲ့တူတူရေချင်ရမေကုံများကို ဖြည့်ဆို့ပြီးပြီဖြစ်တဲ့အတွက်ဥပစာဆိုတဲ့သင်ခန်းစာအကြောင်းကိုကောင်းကောင်းနားလည်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဥပစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းသိပြီးဥပစာနဲ့ဗန်းစကားရဲ့ကွဲပြားချက်တွေလည်းသိပြီး လေးစရံမေကွန်လေးတွေလည်းဖြည့်ပြီးသွားပြီဆိုတော့ညီမတို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါမယ်ရှင်။အခုချိန်ထိအချိန်ပေးနားထောင်ကြကြရတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။တတ်တာ